တောင်ငူမာပွဲကရင်အသက်ဆုံးရှုံးရမလို့ဖြစ်ခဲ့ရတယ်။မင်းသားစွမ်းစာနီပရိသတ်များလုံးမမင်္ဂလာပါရှင်ဆက်လက် insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဇာတ်သပင်လောကကိုသူထက်ထက်တောင်မြန်နိုးတဲ့အနုပညာရှင်တယောက်ဖြစ်တဲ့မင်းသားစွမ်းစာနီကတော့အခုချိန်မှာအတက်လူနေရတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဇာတ်သဘင်နဲ့ရုပ်ရှင်တွေလမ်းမိုးခဲ့တဲ့ခေတ်တွေမှာမင်းသားစွန်းစံနေဟာပြိသက်တွေရဲ့အသေးစွဲအချစ်တော်မင်းသားတလက်ဖြစ်ခဲ့တာဖြစ်ပါတယ်။မင်းသားစွန်းစံနေဟာမြမပြည်ရဲ့တယောက်တည်းသောလူတောင်ဆိုလိုရတဲ့အတောင်တန်းတဲ့မြေပြန်ကမိမပြိုလေးတွေအကုန်ကြိုက်ကြတဲ့မင်းသားဖြစ်ပါတယ်။ မင်းကလေးလိုချော်ပြီးတော့ယောက်ျားလေးလိုလည်းခန့်နဲ့မင်းသားစွမ်းစာနီဟာမယုံကြည်နိုင်လောက်အောင်ကိုမင်းကလေးပရိသတ်တွေများစွာရှိခဲ့ပါတယ်။စွမ်းစာနီရဲ့ပွဲကိုကြည့်ဖို့အတွက်ရွာကနေမြို့တက်လာတဲ့ပရိသတ်တွေလည်းရှိသလိုသူလာဖြောပြင်းနေပွဲဒီမှာဆိုရင်ဖြာမလောက်တဲ့အထိအနေနဲ့ရရက်ကနေပရိသတ်များစွာရရှိခဲ့တာဖြစ်ပါတယ်။မင်းသားစွမ်းစာနီဟာဇာတ်သပင်လောကမှာတင်နာမည်ရခဲ့ရမှာမဟုတ်ဘဲရုပ်ရှင်လောကမှာလည်းအောင်မြင်မှုတွေရရှိခဲ့တဲ့သူပါ နမကြီးထိတ်တန်မင်းသားမင်းသမီးတွေများစွာနဲ့အတူရိုက်ကူးခဲ့ရပြီးတော့ဇက်ကားကောင်းတွေမှာအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့မင်းသားဆွမ်းစာနေဟောင်းအောင်မြင်မှုကြောင့်ပဲပြန်စည်းခဲ့ရတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အနုပညာသမားမှန်ရင်မိုးရစေဝါနဲ့မလွဲနိုင်ဘူးဆိုတဲ့အတိုင်းပရိသတ်တွေကိုချက်တဲ့စိတ်နဲ့သူ့ရဲ့ပွဲတွေကိုနေ့စဉ်ရက်ဆက်ကပြဖျော်ပြနိုင်မှုအတွက်မင်းသားဆွမ်းဟာမိုးရစေနဲ့အရက်ကိုတုံးဆွဲခဲ့ရတာဖြစ်ပါတယ်။မိုးရစေဝါအသုံးလုံးတဲ့အတွက်ကြောင့်အချုပ်အတန်းတွေလည်းရောက်ခဲ့ရတယ်လို့ဆက်လိနဲ့အရက်တွေကြောင့်လည်းသူ့ရဲ့ကျမ်းမာရေးက ကအတော်လေးဆိုးွားခဲ့ရဖြစ်ပါတယ်ဆလေးကြောင့်လည်းအဆုပ်တွေပြက်စီးခဲ့ပြီးတော့အရက်ကြောင့်လည်းအသေးဟာလုံးဝရစရာမရှိအောင်ပြက်စီးနေပြီဖြစ်ပါတယ်ဒါအပြင်အရိုးပွားတာနဲ့အခြား96ပါးယောဂါတွေမျိုးစုံဖြစ်နေတဲ့အတွက်အနုပညာအလောကကနေအချိန်တော်ကြာပျောက်သွားခဲ့ရပဲဖြစ်ပါတယ် သူရဲ့ဇာဖွဲကလည်းအမှုသမားပေါင်းစုံလို့ဆိုရတော့တဲ့ဒီအရသမားကိုင်းဖြစ်နေခဲ့ရကြောင်းမင်းသားစွမ်းကဇာပွဲမထွက်ရတဲ့အချိန်မှာသူရဲ့အဖွဲသားတွေအတွက်အရက်ဆိုင်စီးပွားရေးလေးတစ်ခုလုပ်ပေးခြင်းလည်းလို့တောင်းဆိုခဲ့ပူပါတယ်။အဲဒီနောက်မှာတော့စွမ်းစာနေကကျန်းမာရေးမကောင်းတဲ့အကြောင်းကနေပရိသတ်တွေတက်ပြန်ပြီးတော့ပွဲကခဲ့ပါတယ်။ဒါပေမဲ့သူရဲ့အချိန်နေဟာပိုဆိုးလာခဲ့ရဖြစ်ပါတယ်။အခုချိန်မှာတော့မင်းသားစွမ်းစာနေဟာတောင်ငူမှာပွဲကနေရင်းနဲ့အမောဖောက်ကစေယုံတင်ထားရပြီဖြစ်ပါတယ်။စွမ်းက6000ကျောင်းကောင်းမထောက်နိုင်တော့တဲ့သူဖြစ်ပြီးတော့ သူကိုယ်သူတောင်မတည်နိုင်တဲ့အနေအထားမှာရှိရသူဖြစ်ပါတယ်။ဒါပေမဲ့ပြည်သက်တွေကိုချက်တဲ့စိတ်ကြောင့်သာကျမ်းမာရေးမကောင်းတဲ့ဈာကနေပြီးချော်ပြေးပေးနေကြရပဲဖြစ်ပါတယ်။အခုချိန်မှာတော့သူရဲ့ကျမ်းမာရေးအခြေအနေကလုံးဝကိုဆိုးရွားနေခဲ့ပြီဖြစ်ပြီးရေတောင်တောက်ဖို့အတွက်အဆင်မပြေတဲ့အထိဆိုးရွားနေခဲ့ပြီလို့သိရပါတယ်။ဘွားကုန်းနဲ့သာရေကိုစွတ်ပြီးတောက်နေရတဲ့အတွက်ပွဲကြံကားဖို့အခြေအနေကတော့လက်တလုံးမှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ရန်နာထားခဲ့ရပြီးတော့လက်မှတ်ကြီးတွေလည်းပြန်အမ်းပေးနေရဖြစ်ပါတယ်။ဘလို့ပဲဆိုးပါစေအခြေအနေအမျိုးမျိုးကိုလက်ခံ ံပေးနိုင်တယ်။ပြည်သက်တွေရှိတဲ့အတွက်ဈေးမရင်မကောင်းတဲ့အကြာကနေပြီးတော့အနုပညာလှူရှာမှုတွေလုပ်ခဲ့ပေမယ့်အသက်ဆုံးရှုံးနိုင်တဲ့ဒီအခြေအနေဆိုးနေမင်းသားဆွမ်းစာအနေနဲ့ပတ်သက်ပြီးတော့ပြည်သက်တို့ရဲ့အမြင်ကိုလည်းခေါမတ်မှာဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။